ွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်တွင်းမှာရှိတဲ့အမှုပညာရှင်အားလုံးဝါရဖြန့်ဇက်ကရိုက်ကူးပေးရမှာဖြစ်ပြီးငင်းဆန်သူတွေကိုအရေးယူသွားမယ်လို့စစ်ကောင်စီကအချင်းချောက်ပြောဆိုလိုက်ကြောင်းအမှုပညာတရံရမြတ်တွေက people spin ကိုပြောပါတယ်။အော်တိုဘာ30ရက်မနေ့နေ့ခင်းတနင်္လာမှာစစ်ကောင်စီရဲ့ပြန်ကြားရေးနဲ့ပြည်သူ့စစ်ဆင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအေးကျေကရန်ကုန်မြို့ကအရုပ်ရှင်လုပ်ငန်းရုံမှာအမှုပညာရှင်တွေကိုခေါ်ယူပြီးအခုလိုဖိအားပေးချင်းချောက်လိုက်တာလို့အမှုပညာတရံရမြတ်ကပြောပါတယ်။ရုပ်ရှင်ဇာတ်ကားတွေမရတော့တဲ့နမဲကျော်သရုပ်ဆောင်တွေအပါအဝင် နမကြီးတရုတ်ဆောင်အမှုပညာရှင်အားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ကမ်ပိန်းတွေကြွေးကြော်အသံတွေစတဲ့ဝါရဖြစ်မှုတွေမှာပါဝင်ရိုက်ကူးပေးရမှာဖြစ်ပြီးငင်းဆန်သူအားလုံးကိုအထက်အမိတ်အရာအရေးယူမယ်လို့ဦးအေးကျွဲကချင်းချောက်ပြောဆိုသွားကြောင်းသိရပါတယ်။တချို့အမှုပညာရှင်တွေအနေနဲ့ကိုရိုင်းရိုက်ကူးပေးဖို့ရမှာဖြစ်ပြီးအဒီအစီအစဉ်ကိုနိုဝင်ဘာလစမ်းမှာစတင်မယ်လို့လည်းဆိုပါတယ်။ရုပ်ရှင်ဇလန်းတို့မဟုတ်ပဲတူဦးချင်းစီကစစ်ကောင်စီရုပ်ဆိုခိုင်းတဲ့စာသားတွေကိုရုတ်ပြရမယ့်ရုတ်တန့်ရိုက်ကူးရေးဖြစ်တယ်လို့အမှုပညာသတင်းရင်းမြစ်ကဆိုတာပါ။ ဒါပြင်အာနာသိစကောက်စီအားရွေးကောက်ပွဲကာလအတွင်းမှာအမှုပညာရှင်တွေကိုပြပထွက်ခွာခွင့်ကန့်ကတ်လိုက်တယ်လို့အမှုပညာလောကနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။အမှုပညာရှင်တွေအနေနဲ့ပြပထွက်ခွာမယ်ဆိုရင်စကောက်စီကိုကြိုတင်အကြောင်းကြားဖို့လိုအပ်ပြီးအရေးကြီးကိစ္စရှိမှသာစီစစ်ခွင့်ပြုသွားမှာဖြစ်တယ်လို့စကောက်စီထောက်ခံတဲ့အမှုပညာရှင်တချို့ကပြောဆိုထားပါတယ်။အရင်ကစကောက်စီကိုထောက်ခံတဲ့အမှုပညာရှင်တွေဟာအစစ်အစေးအမေးမြမရှိပြပထွက်ခွာခွင့်ရရှိနေရပါ။အခုလိုကန့်တက်လိုက်ရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူး။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်ကျင်စကားမှာပါဝင်သူတွေကိုပြည်သူတွေကအလူမှုရေးပြစ်ဒဏ်ခတ်တာတပိတ်မောက်တာတွေကို အပြင်းထန်ပြုလုပ်နေတာကြောင့်စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနကမနေ့ကအမှုပညာရှင်အားလုံးကိုမလာမနေရအရေးပေါ်အစည်းအဝေးခေါ်ပြီးဖိအားပေးချင်းချောက်ခဲ့တာလို့အမှုပညာရှင် အတိုင်းဝိုင်းကသတင်းရမြစ်တွေက ပြောပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလှုပ်ဆောင်သူတွေကိုပြပြန်ထထန်တုတ်ပြန်နေတဲ့ရန်ကုန်အခြေစိုက်မြေအောက်တော်လိုင်းအဖွဲ၅ဖွဲကလည်းခေတ်သမိုင်းကိုဒုံဆိုင်မြို့သူများဆိုတဲ့ဇလန်းမှာပါဝင်သူတွေကို အရေးယူသွားမယ်လို့ကြေညာခဲ့ပါတယ်ရှင်